င်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့တမုန်တင်းဆောင်ကနေတင်ဆက်ပေးပါကတော့နှစ်80ပြည့်တက်မတော်နေ့ကိုဂုံပြူကျူဆိုသောအဖြစ်ရန်ကုန်တိုင်းဒေသကြီးလူငယ်စင်တာဖွံ့ဖွဲ့အခမ်းအနားကျင်းပတဲ့တဲ့ရင်ဖြစ်ပါတယ်။နှစ်80ပြည့်တက်မတော်နေ့ကိုဂုံပြူကျူဆိုသောအဖြစ်ရန်ကုန်တိုင်းဒေသကြီးလူငယ်စင်တာဖွံ့ဖွဲ့အခမ်းအနားကိုမက်လ22ရက်နေ့နေ့ရှင်းနိုင်ကရန်ကုန်တိုင်းဒေသကြီးတာကီတာမြို့နယ်ရှိရန်ကုန်တိုင်းဒေသကြီးလူငယ်စင်တာမှကျင်းပရာမြန်မာနိုင်ငံလူငယ်ရေးရာဗဟုကော်မတီဥက္ကဋ္ဌ အာကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြည်တော်စုဝန်ကြီးကျန်ပန်နော်တောင်ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းမြန်မာနိုင်ငံလူငယ်ရေးရာဘဟုကော်မတီအတွင်းမှအာကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစင်မင်းထက်ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ဝန်ကြီးများအာကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်ရဲ့ဇနီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝင်ကြီးများရဲ့ဇနီးများရန်ကုန်တိုင်းဒေသကြီးအာကစားနှင့်လူငယ်အထောက်အကူပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌများနဲ့အဖွဲ့ဝင်များဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများဖိတ်ကြားထားသောဧည့်သည်တော်များအလှူရှင်များကင်းထောက်လူငယ်များဘေကရာပပွားအဖွဲ့နှင့်အခြေခံပညာအထက်တန်းကျောင်းများမှအကျောင်းသားအကျောင်းသူလေးများတက်ရောက်ကြကြောင်းသိရှိရပါသည်အစီအစဉ်အား ကစားနေလူငယ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးနဲ့ဖိတ်ကြားထားသောလူငယ်များကလူငယ်စင်တာအားဖဲချုပ်ဖြတ်ဖွင့်ပေးပါတယ်။အဒီနောက်ပြည်အောင်စုဝန်ကြီးဂျပန်တော်တောင်းနဲ့တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးတိန်တို့ကလူငယ်စင်တာဆိုင်ပုတ်အားဆက်ကလုံနှိပ်ဖွင့်ပေးပြီးကပီးမော်ကွန်အားအမွေနဲ့တာရီများပတ်ဖြန်းပေးပါတယ်။ဆလပီပင်ကရာပပွားအဖွဲမှဖြောပြေးမှုများအားကြည့်ရှုအားပေးပြီး လူငယ်စင်တာအတွင်းရှိစာကြည့်တိုင်းနဲ့အင်တာနက်ခန်းမှာအစီအွေခန်းမှာသင်တန်းခန်းမှာအမှုပညာခန်းမှာဘတ်ဆောင်သုံးခန်းမှာနဲ့အားကစားခန်းမှာတို့အားလက်လေကြည့်ရှုကြပါရစေ။ဆက်လက်ပြီးအစီအစဉ်ဒုတိယပိုင်းကိုကျင်းပရာဥစွာပြည်တော်စုသမရမြန်မာနိုင်ငံတော်အလံအားအလေးပြုပြီးလူငယ်များမှလူငယ်စွမ်းရည်ဂုဏ်ပြုတည်တခြင်းဖြင့်ဖျော်ပြပါရစေ။အဒီနောက်ပြည်အောင်စုဝင်ကြီးဂျပန်တို့တောင်မှအဖွဲ့အမှားစကားပြောကြရာတွင် ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှဖွင့်လှစ်တဲ့လူငယ်စင်တာကိုပြည်내နဲ့တိုင်းဒေသကြီးတွေမှာပထမဦးဆုံးအနေနဲ့စတင်ဖွင့်လှစ်ခဲ့တဲ့လူငယ်စင်တာဖြစ်တဲ့အတွက်များစွာခုံယူဝမ်းမြောက်မိပါကြောင်းဝင်ကြီးဌာနတွေကုလသမဂ္ဂအဖွဲ့အစည်းတွေလူမှုရေးအဖွဲ့အစည်းတွေလူထုအခြေပြုအဖွဲ့အစည်းတွေနဲ့လူငယ်အဖွဲ့တွေအချင်းချင်းမိတ်ဆက်ဆောင်ရွက်နိုင်မဲ့လက်တွေ့ကျတဲ့ရန်ရာတစ်ခုဖော်ဆောင်ပေးရမှာဖြစ်ပါကြောင်း ပြည်내နဲ့တိုင်းဒေသကြီးအသီးသီးမှာလည်းလူငယ်စင်တာများကိုဆက်လက်ဖွင့်လှစ်သွားနိုင်ရေးအတွက်ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်းနိုင်ငံအကျိုးအများပြည်သူအကျိုးကိုတက်ဆွမ်းသမျှအသိပိုးဆောင်ရွက်နိုင်တဲ့ဗလငါးတန်းနဲ့ပြည်စုံနဲ့အနာဂတ်ပဲ့ကန်ရှင်များဖြစ်အောင်ကြိုးစားရင်းခွေမျိုးတွတ်တက်တဲ့လူအဖွဲ့အစည်းကိုဖန်တီးပုံဖော်ရမှာအားကျွမ်းမှန်တဲ့ပါဝင်နိုင်သူများဖြစ်ကြပါကြကြောင်းစသဖြင့်ပြောကြပါရစေ။ ဆက်လက်ပြီးမြန်မာနိုင်ငံလူငယ်ရေးရာဗဟုကော်မတီဥက္ကဋ္ဌအာကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးကရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီနှင့်လူငယ်စင်တာတွင်အသုံးပြုရန်အတွက်ဝေချက်သိန်းတရာတန်ဖိုးရှိအာကစားပစ္စည်းများကိုပေးရလူတန်းရာရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်မှလက်ခံပြီးဝန်ကြီးချုပ်ကအမှာစကားပြောကြားပါသည် အဒီနာလူငယ်များမှလူကျွန်းလူကောင်းတည်တခြင်းဖြင့်တရုတ်ဖို့ဖြောပြပြီးအာကစားနှင့်လူငယ်ရေးအထောက်အကူပြုကော်မတီတို့လူတန်းငွေစုစုပေါင်း7,6480တတီကိုအလူရှင်59ဦးတို့မှပေးရလူတန်းရာ ပြည်အောင်စုဝင်ကြီးတိုင်းဒေသကြီးဝင်ကြီးချုပ်ဒုတိယဝင်ကြီးနှင့်အစိုးရအဖွဲ့ဝင်ဝင်ကြီးများမှလက်ခံကြပါသည်ဆလပီကင်းတောက်လူငယ်များမှပြည်သူအတွက်အစဉ်အသင့်တည်တခြင်းဖြင့်ဂုံပြုသည်ဆိုပြီးနောက် လူငွေအာမန်စာကြည့်ရိုက်သူလူတန်းနဲ့စာအုပ်များအားမြန်မာနိုင်ငံလူငွေရေးရာဘုတ်ကော်မတီအတွေ့အမှုဒုတိယဝန်ကြီးကလက်ခံပါတယ်။အဒီနောက်ပင်ခရယာဘဝအဖွဲ့များနဲ့တေဥပြအဖွဲ့များအားတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ရဲ့ဇနီးနဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးများရဲ့ဇနီးများမှဂုဏ်ပြုလက်ဆောင်များချီးမြှင့်ပေးရပါတယ်။ဆက်လက်၍လူငယ်စင်တာဖွံ့ဖွဲ့အထိတ်မှလက်ဆောင်များအားရန်ကုန်တိုင်းဒေသကြီးအားကစားနေလူငယ်ရေးအထောက်အကူပြုလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများကပြည့်ရပါတယ်။ ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးထေအောင်ကကျေးဇူးတင်စကားပြောကြားပြီးလူငယ်များကစာတိမံတည်တခြင်းဖြင့်ဂုဏ်ပြုတည်ဆူကြကာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှရန်ကုန်တိုင်းဒေသကြီးလူငယ်စင်တာတည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းတွေတနစ်တာလျက်စင်ပြီးရရှိရေးအတွက်ကုန်ချငွေကျပ်4158သိန်းချောအားပတ်မှုပေးအကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့အောက်မြင့်ကပေးပို့လာတာပါ